အဲအဝါဆောင်လေးရဲ့အခန်းဆက်ဗီဒီယိုဖြစ်ပါတယ်ပထမဆုံးလေးလာမယ်ဝချတရားနာနီနာနီခနဲ့တေအီရူပေါ့နော်နာနီနာနီ ခနဲ့တေရူခနဲ့တေအီရူတို့ ခနဲရုဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါအတိပဲကကြာတော့ဗာလဲဆိုတော့နာနီနာနီစုတို့ခုတို့ကမစုကားရှိတခုခုပြုလို့ကိုခက်ခဲတယ်နာနီနာနီစုတို့ခုတို့ကတခင်တဲ့ဤနိုင်ဆိုတဲ့အတိပဲမျိုးတခင်နိုင်ဆိုတဲ့အတိပဲမျိုးနေရာမှာအသုံးပြုတယ်မဖြစ်နိုင်ဘူးမလုံးနိုင်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ခီမိုချင်းတို့ဟူရင်နီနာနီကောရှိရောတို့ရှိတယ်မို့ ဒေကီမာဆင်းဆိုတဲ့အိပယ်မျိုးပေါ့နော်တခုခုကိုယ့်ရဲ့စိတ်ကနေပြောကိုလှုပ်ချင်တယ်ဆိုရင်လည်းလှုပ်လို့မရဘူးဆိုရင်အနေထားမျိုးမှာအသုံးပြုရပေါ့နော်ခန်းကျော်ဒေကီရှင်းသည့်ဒေကီဂျိုကျော်ဒေကီနီဒီယူကဒေကီနိုင်ဒီယူတဲ့ဒေကီနိုင်ပိုင်းနီအဲစကိုင်းမတ်စ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပတ်သက်ပြီးတော့မဖြစ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးခက်ခဲတယ်ဆိုတဲ့ပုံစံမျိုးမှာအသုံးပြုရမတ်စ်ကိုဖြုတ်ပြီးတော့ခနဲ့တဲ့ဤသူဆိုပြီးသုံးတာပေါ့နော် ယခုစကောက်ကိုတို့ဘာအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ခိမဲခါနေတဲ့ဤလို့ဆိုလို့ရှိရင်ဆုံးဖြတ်ရခက်ခဲနေတယ်ဆုံးဖြတ်ဖို့အဆင်မပြေဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဤခါနေတဲ့ဤလို့ဆိုလို့ရှိရင်လည်းပြောရခက်ခဲတယ်ပြောရခက်တယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဥခဲဤလေးခါနေတဲ့ဤလို့ဆိုလို့ရှိရင်လည်းလက်ခံယူဖို့ခက်ခဲတယ်ဆိုတဲ့ပုံစံမျိုးဟန်ဒန်ရှိခါနေတဲ့ဤလို့ဆိုလို့ရှိရင်လည်းဆုံးဖြတ်ဖို့ခက်ခဲနေတဲ့အနေအထားမျိုးပေါ့နော်အရာဘီခက်ခဲတဲ့ ဒီအရာဘိခနဲ့တဲ့ဤသူဆိုလို့ရှိရင်လည်းရွေးချယ်ဖို့ခက်ခဲနေတဲ့အနေအထားမျိုးနေရာမှာအသုံးပြုတယ်။ဝါကြလေးနဲ့တွဲပြီးရောလေးလာကြည့်မယ်ဆိုရင်ခိုနိုခဲမီဆိုရတဲ့ဝါစုခုနိဟန်ဒါရှိခနဲ့တဲ့ဤသူဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ချက်ချင်းဆုံးဖြတ်ဖို့ကတော့ခက်ခဲနေရယ်ဆိုတဲ့အတိပ္ပယ်မျိုးနဲ့တုံထားပါတော့။အနာတန်တော့တဲ့အဲ အနာတတော်တဲ့အမီဝဆန်းစေးရှိခံနေတဲ့အီလို့ဆိုရင်မင်းရဲ့အကြံပြုချက်ကိုနားလေသဘောတူလက်ခံပေးဖို့ဆိုတာကတော်တော်လေးခက်နေတယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်။သူစစန်းတော့ဟိုတိုတဲ့ဒိုဟန်ချီစုတွေပါအီကခိမဲခံနေတဲ့အီလို့ဆိုရင်ရုတ်တရက်ဖြစ်တဲ့ကိစ္စကြောင့်မလို့ရုတ်တရက်ဆိုလို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဘလို့မျိုးပြန်ပြီးတော့ဖြေချဖြေရမလဲဆိုတာကို ဆုံးဖြတ်ဖို့ခက်ခဲနေတယ်တွေ့ဝင်နေတယ်ဆိုရင်အတိတ်ပဲမျိုးပေါ့နော်ခရီနိုခီမိုချူခံကရလူတို့ခန်းတန်းညီဝအီးခနေတဲ့အီတို့သူ့ရဲ့စိတ်ကံစားချက်ကိုစဉ်းစားမယ်ဆိုလို့ရှိရင်တော့လွယ်လွယ်ကူကူနဲ့ပြောရဖို့ခက်တယ်ပေါ့နော်ပြောဖို့ဆိုတော့လွယ်လွယ်မှမဖြစ်နိုင်ဘူးဆိုရင်အတိတ်ပဲမျိုးပေါ့နော်ဆိုတော့ယောကူကဦးခဲဤတဲ့ခါနဲ့တဲ့ဤသူဆိုရင်ဒီလိုတောင်းဆိုမှုတွေကိုလက်ခံပြီးလို့ဆိုတာခက်ခဲနေရဲ့ဆိုရင်အတေပင်မျိုးမှာအသုံးပြုရပါတော့ အခုလေလာမယ်ဝါချလေးရချတော့နာနီနာနီခါကီလီနီနာနီနာနီခါကီလီနီခါကီလီနီဆိုတဲ့အိဗေကကြတော့သူရဲ့အိဗေကအရုဒေခိကိုတူရဂျိုကိုကအိုဝါရီနီချူကချီကတ်ဇီတေအီတူပေါ့နော်အဲအဖြစ်အပျက်တစ်ခုပဲယူအခြေအနေတစ်ခုကအ အပိတဲ့အခြေအနေတစ်ခုနဲ့အရာကိုနီးကပ်နေတယ်ဆိုတဲ့ပုံစံမျိုးကိုခွန်ညွတ်တဲ့အခါမှာအတုံးပြီးတော့ပေါ့နော်ဥမာအဖြစ်အလွယ်တကူမှမယ်ဆိုရင်ဒါနီနာနီယိုမုတ်တ िश ူလျော့ဆိုတဲ့အတိပဲပေါ့နော်ဒီဟာအရာကိုနောက်ဆုံးထားပြီးတော့အပိတတ်တယ်ဆိုတဲ့အတိနေထားမျိုးမှာအတုံးနဲ့ဒါနီနာနီယိုအစာရေပေါ်ဒီဒီအရာကိုနောက်ဆုံးထားပြီးတော့ဆိုတဲ့ပုံစံမျိုးမှာအတုံးပြရပါပေါ့နော်စစစုံကိုကြည့်မယ်ဆိုရင်တော့မက်ရှိပူလာစုအိုခါဂီဒီနီဆိုပြီးတော့အတုံးပြရပါတော့အဲ့တော့သူရဲ့ ဒီဥစ္စာမဲရှိတမျိုးတွေပဲတောင်းလို့ရတာမဟုတ်ဘဲနေဂျီရှိုခေပလတ်စုဟုတ်ခကီရီနီဆိုပြီးတော့လဲတောင်းတာလေးရှိရဲဒါပေမဲ့တိတ်ပြီးတော့မတုံးဘောเนาะတုံးလို့တော့ရှာရဲဆိုရင်အနေထားမျိုးပေါ့เนาะအဲ့တော့အများသောအားဖြင့်တော်တော်များများတုံးတာကနောင်ပလတ်စုဟုတ်ခကီရီနီပဲတုံးနေပေါ့เนาะအဲ့တော့ယခုစကားကိုကိုတိုးပါနေနေချိန်မှာဆိုရင် ကျောခခီဒီနီဆိုလို့ရှိရင်ဒီနေ့ကိုနောက်ဆုံးထားပြီးတော့အခွန်ခံအောင်ခခီဒီနီဆိုရင်ဒီအခောက်ကိုဒီအခောက်ပဲဒီအခောက်ကိုနောက်ဆုံးထားပြီးတော့အင်းတိုင်းကိုခခီဒီနီဆိုရင်အဲဒီအခွက်ရနေနှုတ်ထွက်တာမျိုးပေါ့နော်အင်းနှုတ်ထွက်တာမျိုးတွေကိုနောက်ဆုံးအဆုံးသက်အနေနဲ့ဆိုတဲ့ဒီပဲမျိုးပေါ့နော်ရှူလျော့ခခီဒီနီဆိုရင်အပိတဲ့အချိန်တွေတကူနောက်ဆုံးအတအနေနဲ့ဆိုတဲ့ဒီပဲမျိုးပေါ့နော်အဲ့တော့ဝကြလေးနဲ့တွဲပြီးတော့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ခုံးကန်ကိုခကီဒီနီဝါတာရှိဝကိုနိုရှိကိုတူရှာမေရီကိုတူနေရှိမှာစတာ ဒီခေါက်ဒီနေ့ပေါ့နော်ဒီနေ့ကိုနောက်ဆုံးထားပြီးတော့ကျွန်တော်ကဒီအလုပ်ကိုရက်ဖို့ပြုလုပ်လိုက်တယ်ပေါ့နော်နောက်တစ်ခုကကြာတော့ခိုနိုခိုးစားတော့ခကီညီဝါတရှိဝါအင်တိုင်းဆူရူယိုတေးဒက်စ်ဆိုရင်ဒီဖြိုပြီးပွဲကိုနောက်ဆုံးထားပြီးတော့ကျွန်တော်အဖွဲရနေပြီးရောအဆုံးသတ်ဖို့နှုတ်ထွက်ဖို့ပေါ့နော်အစီအစဉ်ရှိတယ်ဆိုရင်အတိတ်ပဲမျိုးပေါ့နော်ခိုနို event တော့ခကီညီခိုင်ကျော်ဝခိုင်ဟိုးစားတယ်မတ်ဒီပွဲပေါ့နော်ဒီပွဲ ပြီးတာ ਨੇ ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒီပွဲကိုနောက်ဆုံးထားပြီးတော့ဒီပွဲပြီးတာ ਨੇ ခိုင်းကျော်ဒီပွဲနေရာဟာဆိုလို့ရှိရင် ਨੇ ခိုင်းဟိုးစာရဲမဆိုတဲ့အဓိပ္ပာယ်ကရှီမာရု ਨੇ တူတူပဲပေါ့နော်ပိတ်သိမ်းမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဇိုဆူယိုရှိကီအိုခါဂီဒီနီ学校先生が終わりです。えろ、ディソツビョシキ、そらじゃろ。 ွဲအခမ်းအနားပေါ့နော်ဘွေနေသမီးအခမ်းအနားကိုနောက်ဆုံးအနေနဲ့ထားပြီးတော့ဒါဘွေနေသမီးအခမ်းအနားဒီတစ်ခါလောက်တာအနောက်ဆုံးပဲအဲ့တော့ဒီကျောင်းမှာရှိတဲ့ကက်ခိုးစဲကစုဆိုတာကြတော့ကျောင်းသားတယောက်အနေနဲ့ကျောင်းရဲ့နေထိုင်မှုဟာဆိုလို့ရှိရင်အပိတ္တဝါဘီဆိုတဲ့ရှူလျောစုဒုကုတ္တဆိုတဲ့အတိပ္ပယ်မျိုးပေါ့နော်အဲ့တော့ဒီတစ်ခါစုစုပြောပြတာနဲ့ကျောင်းသားဘဝဆိုတာပြီးသွားပြီဆိုတဲ့အတိပ္ပယ်မျိုးနေရာမှာအသုံးပြုထားပါပေါ့နော် ခွန်ကိုင်တော်ရှိရာယူခခဲ့ပြီးညခရီဝါဆင်းရှုတို့တဲ့တော့ခတ်စဘူအဝေးဘူတော်နေရှိမှစဆိုလို့ရှိရင်ဒီခောက်ပြိုင်ပွဲကိုနောက်ဆုံးထားပြီးတော့ဒီခောက်ပြိုင်ပွဲကိုနောက်ဆုံးပဲအဲ့တော့ဆင်းရှုပေါ့နော်သူကအခစားသမားလူရင်းစင်အခစားသမားတရားအနေနဲ့ခဆူတိုးပေါ့နော်အဲဒီလှုပ်ရှားဆောင်ရွက်မှုတွေကိုပြုလုပ်တာကနောက်ဆုံးတစ်ခုနောက်ဆုံးအဆုံးသတ်သွားပြီဆိုတဲ့အတိပ္ပယ်မျိုးနဲ့ရေးထားဖြစ်ပါတယ် တယ်လေးလာမယ်ဝါကြတဲ့ကြတော့နာနိနာနိခါရာအီဒုနာနိနာနိခါရာအာရုနာနိနာနိခါရာနော်နာနိနာနိခါရာစုဒုဆိုရင်ဝါကြလေးဖြစ်ပါလေဝါကြလေးကကြတော့သူရဲ့နောက်မှာနောင်းလိုက်တယ်ပေါ့နော်သူရဲ့အရှိမကြတော့ကိန်းကန်းတဲ့ကိန်းကန်းတဲ့ကိုဖော်ပြတဲ့ဂျောစုရှိပေါ့နော်ကိန်းကန်းတဲ့အရှိအတွက်ကိုဖော်ပြတဲ့အညောကိန်းကြီးနေလိုက်တယ်ပေါ့နော်အဲ့တော့တခုချင်းစီကိုလေ့လာကြည့်မယ်ဆိုရင်နာနီနာနီခါရာအီဒုဆိုတဲ့အိဗေကလူတွေနဲ့တုံတာများရယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီနီဆန်နင်းခါရာအီဒုချောက်ခါကူဆိုလို့ရှိရင်လူ2000လောက်ရှိတယ် စီနင်းလိုက်ပါသူခီးတယ်များအဲ့လိုပုံစံမျိုးအနေနဲ့သူကဒီတက်ရှိဒီလူတွေကိုများတော့အဖြစ်တုံးတာညာတယ်ပေါ့နော်နောက်တစ်ခုကခါရအာလူခါရအာလူဆိုတဲ့ဒီပဲခါကြတော့သူကများတော့အဖြစ်ပစ္စည်းတွေနောက်ပြီးတော့ပမာဏတွေကိုဖော်ပြတာများတယ်ပစ္စည်းတွေတို့ပမာဏတွေကိုဖော်ပြတာများတယ်နောက်တစ်ခုနောက်တစ်ခုကကြတော့ဒီဝါကြကြီးနဲ့တွေ့ပြီးတော့လေလာကြည့်မယ်ဆိုရင်ဂျူကိုကီချီခါရအာလူဟွန်ဒနာဆိုလို့ရှိရင်15ကီလိုရှိတယ်စာလုံးစင် အဲ့လိုပုံစံမျိုးပစ္စည်းရဲ့ပမာဏကိုပေါ်ပြရနေရမှာပုံတာပေါ့နော်နောက်တစ်ခုကကြတော့ခါရာနော့ခါရာနော့နာနီနာနီခါရာနော့ဆိုတဲ့ဒီပဲကကြတော့အဲများတော့အဖြစ်သူကပတ်စံလေးမှာတုံးနေပေါ့နော်ပတ်စံလေးမှာတုံးနေဥပမာဆိုလို့ရှိရင်အီချီအိုကူရန်ခါရာနော့ဂီဖူဆိုလို့ရှိရင်တကယ်ရှိတဲ့အလှူငွေပေါ့နော်အဲ့လိုပုံစံပတ်စံပါလေးတုံးနေနောက်တစ်ခုကကြတော့ဒီ စာမတ်ပေါ့နော်ဥပမာဆိုရင်ခရီခါရနော်တေကမီဆိုလို့ရှိရင်သူ့စီကနေပြီးတော့ရောက်လာတဲ့ဥပမာစာမတ်ကနေပြောတာပေါ့နော်သူ့စီကနေရောက်လာတဲ့စာဆိုတဲ့ပုံစံမျိုးမှာလည်းအသုံးပြုရဲပေါ့နော်အဲ့တော့နောက်တစ်ခုကခါရဆူတို့နာနီနာနီခါရဆူတို့ခါရဆူတို့ဆိုတာကအများသောအားဖြင့်သူသူလည်းပဲပတ်စံမှာတုံးတယ်ပေါ့နော်ဒီပတ်စံတန်ဖိုးမှာတုံးတယ်နောက်တစ်ခုကကြတော့ဒီပမာဏမှာတုံးတယ်ပေါ့နော်ဒါပေမဲ့သူကပို့ပြီးတော့ဟိုဈေးကြီးတဲ့တန်ဖိုးကြီးတဲ့အရာမျိုးတွေကိုပုံညွှန်းတဲ့အခါမှာအသုံးများတာပေါ့နော်ဥပမာဆိုလို့ရှိရင်ဒီ နီဆန်ရဲ့ခါရာဆူရူခိုကူခင်းဆိုလို့ရှိရင်ဒီ12000လောက်ရှိတဲ့12000လောက်ရှိတဲ့ဒီအဖိုးတန်ပစ္စည်းအဲ့လိုပုံစံမျိုးနေလေဒီတန်ဖိုးကိုဖော်ညွှန်းတဲ့အခါမျိုးမှာအတုံးပြပေးပေါ့နော်အခုနောက်တစ်ခုကကြတော့နနီနနီနိအတေနနီနနီနိအတေဆိုတဲ့ဝါကျလေးပေါ့နော်သူကကြတော့အရုချောကျော်ချီခီတချီဘာနနာကတဲ့ဆိုလိုတခုချောနိ ふさわしくそれともあのその状況だからこそという意味かな。もうまとはディ地にディロ地にチェンかディロやってちゃ変にねあとちゃうもろ。あいろမျိုး突茶もあいろမျိုးအရာနဲ့ကန့်ညီတဲ့အခြေအနေပေါ်လာရောညှိထွေစွာအဲ့လိုပုံစံမျိုးနေရာမှာအသုံးပြုတာပေါ့နော်။သူရဲ့ဒီဆက်စုစုကိုကြည့်နေဆိုရင်တော့သူကမဲရှိပူလာဆူနီအတေပေါ့နော်။အဲ့တော့နီအတေရဲ့အနောက်မှာဥမာနီအတေမိုးလိုနီအတေနော်လိုနီအတေနီအတေဝါဆိုပြီးတော့အသုံးပြုရရင်ရှိရပေါ့နော်။အဲ့တော့သူရဲ့ ဝက်ချလေးကိုပြေးလာကြည့်မယ်ဆိုလို့ရှိရင်ဒီစင်ဂျီပေါ့နော်စင်ဂျီချူနီအတေမိုဟီတိုဘီတိုကအေကာကိုပါစီတဲ့နာကတဆိုလို့ရှိရင်စစ်ပွဲအတွင်းဖြစ်နေတာတော့မှလူတွေကအဲပြုံးပြုံးမြင်တာပေါ့နော်ပြုံးတာမျိုးကိုမမေ့ခင်ဘူးပေါ့နော်အများနဲ့ပြုံးနေကြဆိုပုံစံမျိုးနဲ့ရောရှင်းထားတာပေါ့နော်ဒီလောက်ထိခီမီရှိချောတိုင်းပေါ့နော်အရှောင်းမှာခက်ခဲတဲ့အခြေအနေရောက်နေလာတော့အပြုံးမပြတ်ဘူးဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့ရေးထားတာပေါ့နော်ခဲဆိုင်ဖူကျော်နေအတဲခီကျော်က အာရတနာစင်လျာခုကိုမိုးစားကူရှိတဲ့ဤသို့ဆိုလို့ရှိရင်ဒီစီးပွားရေးအခြေအနေမကောင်းဘူးပေါ့နော်ခေဆိုင်ဖူကျော်ဆိုစီးပွားရေးအခြေအနေမကောင်းတဲ့အခြေအနေခါမျိုးမှာဆိုလို့ရှိရင်ကီကျော်ဒီစက်ယုံကဒီအစ်စ်ပေါ့နော်စင်းလျာခုဆိုတာနိပတိရဲ့အစ်စ်တည်းကိုမိုးစားကူရှိတဲ့ဤသို့ရှာဖွေအများနဲ့ရှာဖွေနေရဲဆိုတဲ့အထိပ္ပယ်မျိုးပေါ့နော်နောက်တစ်ခုကကြတော့ eco kunochi เนาะ eco kunochi ni ate kare wa nihon bunka wo mamori suzuki ta နိုင်ငံမတူဘူးပေါ့เนาะနိုင်ငံမတူတဲ့နေမြေမှာ နိုင်ငံမတူတဲ့နေမျိုးကိုရောက်နေတဲ့အခြေအနေခါမျိုးမှာလည်းတင့်နေအောင်မှန်ကန်တဲ့သူတင့်အောင်မှန်ကန်တဲ့နေအနေနဲ့ပေါ့နော်သူကဒီဂျပန်ရဲ့နေထိုင်မှုဂျပန်ရဲ့ယဉ်ကျေးမှုကိုထပ်ပြီးတော့ဆက်လက်ထိန်းသိမ်းခဲ့တယ်။အဲဆိုတဲ့ပုံစံမျိုးပေါ့နော်ဒေတာပေါ့နော်အဲ့တော့အခြေအနေအခြေအခါပေါ်လိုက်ပြီးတော့ကန့်ညီအောင်ပြုမူနေထိုင်တာမျိုးလို့အဲ့လိုပုံစံမျိုးမှာနာနီနာနီနီအတဲဆိုတာကိုအသုံးပြုရပါတော့ဟိုလိုခါမျိုးမှာဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော် အခုနောက်တစ်လေ့လာမယ့်ဝါကျလေးကကျတော့နာနီနာနီယောနီယောတေဝနာနီနာနီယောနီယောတေဝဆိုတဲ့အိပယ်ကဒီခိုးတို့ရဟိုဟိုချုံကျော်နီယောတေခေကကခါဝါလို့တို့ယူအီမီဝမူချေဟိုကံဘုံတော့ပြောမယ်ဆိုရင်တော့အပြုမူတွေပဲဖြစ်ဖြစ်ဒီဝါကျရင်ပဲဖြစ်ဖြစ်ချုံကျော်အချင်းကြီးဒီပုံမူတည်ပြီးတော့ရလက်တရားပြောင်းလဲသွားမယ်အဲ့ဒီအခြေအနေပေါ်မူတည်ပြီးရလက်တရားပြောင်းလဲသွားမယ်ဆိုတဲ့အတိတ်ပဲမျိုးနေရာမှာအတုံးပြူရေပေါ့နော်အဲ့တော့ သူကဒီအတိတ်ပဲပြန်ပြီးတော့ကောက်ခွင့်မယ်ဆိုလို့ရှိရင်အာရူဟိုဟိုရယာလီခတ်တန်ကြီးရောတိခေကကခိုတိုနာတို့ဘာကြီးဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်နီလန်ပုံမူတည်ပြီးတော့အဲ့ဒီအခြေအနေပုံမူတည်ပြီးရလက်ကပြောင်းနေတော့မယ်အဲ့လိုပုံစံမျိုးမှာတုံတာပေါ့နော်စစ်စစ်ဆိုဖို့အချိန်မယ်ဆိုရင်တော့ဒီဂျီရှော့ခဲဂျော်နီရောတေဝါဆိုပြီးလိုက်တယ်ပေါ့နော်အဲ့တော့အီကူယော်နီရောတေဝါဆိုလို့ရှိရင်ဒီတွားမဲ့ အနေထားပုံကိုတည်ပြီးတော့ဘလို့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲဒါမျိုးရောနေရောတဲဝါဆိုလို့ရှိရင်လည်းကိုရွေးချယ်လိုက်တဲ့အရာပုံမူတည်ပြီးတော့အခြေအနေတွေကပြောင်းလဲသွားမယ်အဲ့လိုပုံစံမျိုးပေါ့နော်ဟာနာဆူရောနေရောတဲဝါဆိုလို့ရှိရင်စကားပြောတဲ့ပုံမူတည်ပြီးတော့တခုခုပြောင်းလဲသွားမယ်ဆိုတဲ့ပုံစံမျိုးမှာအသုံးပြုရဲပေါ့နော်နောက်တစ်ခုကဒီဝက်ချလီနဲ့တွဲပြီးလေ့လာမယ်ဆိုလို့ရှိရင်တော့ခွန်ရမောတိုင်ကခိုင်ခစ်စုဟူဟိုနီရတဲ့ဟာယခုအဝရခမရှိမဆင်းဆိုလို့ရှိရင်ဒီပြဿနာဆိုလို့ရှိရင်ဖြေရှင်းတဲ့နီးလန်းပုံမူတည်ပြီးတော့ငြင်းငြင်းဆန်းဆန်းပြောင်းလဲသွားနိုင် ပိုလည်းများတယ်ဆိုတဲ့အဓိပ္ပာယ်ပြောင်းလဲသွားပြောင်းလဲသွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်နောက်တစ်ခုကအနတ္တနောဟာနာစီခတာနီယောတေဝါကောကယောမနိကုကုတုကအာရုဆိုရင်နေ့ရက်စကားပြောတဲ့ပုံစံပေါ်မူတည်ပြီးတော့နေ့ရက်စကားပြောတဲ့အခြေအနေပေါ်မူတည်ပြီးတော့ကောကိုင်းဆိုတာကြတော့အထင်လွဲမှားမှုတွေကိုဖိတ်ခေါ်သွားနိုင်တာလေအထင်လွဲမှားမှုတွေရရှိသွားနိုင်တာမျိုးလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့ဒီအခြေအနေပေါ်မူတည်ပြီးဖြစ်သွားတာကိုပြောတာပေါ့နော် နောက်တစ်ခုကကြတော့ကွန်ကောနော့ဆူမီကာတာပေါ့နော်ဆူဆူမီကာတာဂျိုနီယိုတေဝါပရိုဂျက်ကူတိုနော့ဆေကိုကကြီးပါလို့ပေါ့နော်ဆိုလို့ရှိရင်ဒီအခုနောက်ပိုင်းဆူဆူမီကတာဆိုတော့ကျွန်တော်ရှေ့ကိုဆက်လက်လှုပ်ဆောင်သွားတဲ့အခြေအနေပေါ်မူတည်ပြီးတော့မ project ဒီအောင်မြင်မှုပေါ့နော်ဒီ project တွေကဆိုလို့ရှိရင်အောင်မြင်မှုတွေကိုဆုံးဖြတ်နိုင်မှာဖြစ်တယ်ပေါ့နော် ルメやじゃろ。選び方用によっては人生が大きく変わることもある。時間の使い方によっては、時間の使い方用によっては、 仕事の効率が全く違ってくるもの。あちんこう当ちゃれてこうまモチピーのあろうやあげてとこうそうだ。どうはを分かちゃなとれそれあていべりめてちにちかこうモチピーじゃねてやちゃなれそれ構成のま。よによてはを当てばい。